ရန်ကုန်မြို့ကြီးမြနိုင်ဘဟုစံပြ၅စီကဈေးတဲ့တချို့ကိုတိတိမင်္ဂလာဈေးပေးကိုပြောင်းရွှေ့လိုက်ပါပြီ။ဦးမြတ်သူအောင်တရင်ပြပို့ထားပါခင်ဗျာ။ကျမနဲ့ဘဟုစံမြ90အပြင်ပတ်မှာရောင်းချနေတဲ့ဈေးတဲ့တွေကိုလှိုင်းမြုံနယ်မှာအသစ်ဆောက်ထားတဲ့တိမင်္ဂလာဈေးပေးကရွှေပြောင်း90ကိုပြောင်းရွှေ့လိုက်တာပဲဖြစ်ပါတယ်။နေရာကျတဲ့အခက်ခဲတွေရဲ့ကားရက်တဲ့နေရာအခက်ခဲတွေကြောင့်ပြောင်းရွှေ့ပေးလိုက်တာဖြစ်ပြီးဈေးတစ်ခုလုံးရွှေ့ပြောင်းတာတော့မဟုတ်သေးပါဘူး။ဥရောဈေးကဟိုဘက်90ကြီးမြတ်ဘဟုစံမြ90ကနေပြီး ကြောင်းတာမဟုတ်ပါဘူးအသိပွင့်တာလည်းမဟုတ်ဘူးဈေးကြီးကနည်းနည်းခင်းနဲ့အညီနည်းနည်းကျက်လာတဲ့အတွက်ဥရောဈေးခွဲထွက်တဲ့သဘောမျိုးလေးပါဒီမှာဒီနယ်မြေကဒီဈေးကလည်းကျေလည်းကျေတယ်အဲ့ဒါကြောင့်ဥရောဒီကိုခွဲထွက်တဲ့သဘောလေးပါဈေးတက်ကိုပြောင်းလာတဲ့ဈေးတွေဟာပင်လယ်ကအများဆုံးရောင်းတဲ့သူတွေပဲဖြစ်ပါတယ်ရေချိုရင်ငန်ကရောင်းတဲ့သူတွေကတော့မပြောင်းလာကြသေးပါဘူးငါးဈေးတွေအစုံမပြောင်းလာသေးတဲ့အတွက်လက်ရှိမှာဈေးရောင်းမကောင်းကြသေးဘူးလို့ဆိုပါတယ်ပထမနှစ်ရက်ရောင်းမှုတွေနေသုံးရက်ရောင်းမှုတွေ ဆင်မပြေဘူးဒါပေမဲ့ဒီနေ့စပွဲနေ့ညနေစပြီးတော့ဦးပြန်ရောင်းကြည့်မယ်ခက်ခဲရတော့အများကြီးကြုံတွေ့မှာပဲဘယ်လိုမှမအရှင်ပြေနိုင်မှာတော့မဟုတ်ဘူးရှီပရောင်း၅ဈေးအတွက်ကိုပြောင်းလာတဲ့ဈေးတွေအတွက်ဆိုင်ငန်းနေရာတွေကိုအရစ်ချရောင်းချပေးထားတာပါဦးတို့ဈေးတွေမှာလည်းပြန်ညာလေးရှိကြတယ်လေဒီပြန်ညာလေးတွေအားစသူကရှင်းပေးဟိုဘက်ဈေးလည်းကျယ်ဝန်းသွားမယ်တွားရည်လာရည်လည်းကောင်းသွားမယ်သဘောတော့ရှိတာပေါ့အဲဟိုဘက်ဟိုဘက်ဖယ်လိုက်တဲ့လူတွေကတော့ဦးစီးကအကုန်လက်ခံရမှာပေါ့လေဦးစီးကနည်းနည်းကျယ်နေတော့ အဲသူတို့လေးတွေဥရုကတော့ဟိုလာပါလို့တင်းတော့မတိုက်တော့ဘူးပေါ့။ဒါရင်တော့လည်းကြိုဆိုရမှာပေါ့လေ။ရှေ့ပလောင်50အသက်ကိုယုံ9ယုံနဲ့ဆောက်ထားပြီးတယုံမှာဆိုင်ငန်းပေါင်း60ပါရှိပါတယ်။ဆိုင်ငန်းဈေးကွက်ကတော့လက်ရှိအချိန်မှာ350နဲ့300ကျားကျောင်းချပေးနေတာပါ။ကျွန်တော်မြတ်သူအောင်ပါ။